ချက်လိုက်တဲ့လူတွေကိုပြောပြရဲဆိုတဲ့အခါကျတော့အဲ့ကြလို့ရှိရင်ကျတော့ကိုယ့်အနေနဲ့ဘာလုပ်ကြမလဲဆိုသူကစိတ်ကြိုက် talent တစ်ခုလုတ်ပြပါဆိုပြီးတော့ပြောလိုက်မယ်အဲအဲ့လိုမျိုးအဲ့လိုမျိုးလေးလုတ်ခိုင်းနေပေါ့နော်အဲ့ talent လုတ်ပြတဲ့အချိန်ဒီမှာကိုယ့်ရဲ့တရုပ်ဆောင်မှုစွမ်းရည်ကိုကြည့်ပြီးတော့သူတို့ကရွေးချယ်ရတာပေါ့နော်နောက်တစ်ဆင့်ကိုခေါ်ဖို့အတွက်ရွေးချယ်ရဖြစ်တယ်ဆိုတော့အဲ အဲ့ talent လောက်ဖို့ပေါ့နော်ကိုစိတ်ကြိုက်ပေါ့နော်ဂျားထဲမှာတို့၄၅ရက်လောက်တော့အချိန်ပေးသေးတယ်အဲ့မှာကိုလေးကျင့်ပေါ့နော်ဆိုတော့အဓိကအပြင်ညီမတို့စဉ်းစားရမယ့်အရာကကိုကဘယ်လိုစိတ်ယုံနဲ့လိုက်တာလဲအဲ့လိုမျိုးအဓိကအချက်ကအဲ့လေးလေးစဉ်းစားတဲ့နေပေါ့နော်ကိုကဘယ်လိုစိတ်ယုံနဲ့လိုက်တာလဲပြီးတော့လို့ရှိရင်ဥမာကကိုကအဲ့လိုမျိုးဟိုမောက်မာတဲ့စိတ်ယုံနဲ့လိုက်ပြင်မဲ့ ကိုတရုပ်ဆောင်ပြလိုက်တဲ့ကိုရဲ့စိတ်တိုင်းကျ challenge တစ်ခုอ่ะဘာဖြစ်နေလဲဆိုတော့အဲ့လိုမျိုးဖိနှိပ်ခံရတဲ့အဲ့လိုမျိုးတနာစရာကောင်းတဲ့ကောင်မလေးတို့တနာစရာကောင်းတဲ့ကောင်လေးပုံစံမျိုးတွေဖြစ်နေလို့ရှင်လဲဒါအဆင်မပြေဘူးပေါ့เนาะ ဆိုတော့အဲအဲ့ဒါလေးအဲ့ဒါလေးပေါ့နော်ကိုနဲ့ဘလူးဆဲရုပ်နဲ့လိုက်တာလေဆိုတဲ့ဥစ္စာလေးနဲ့ပြီးတော့ကိုနဲ့အလိုက်ဖတ်ဆောင်ဆဲရုပ်ကိုကိုကလေ့ကျင့်သွားတယ်ရုပ်ဆောင်တဲ့အချက်ကိုလေ့ကျင့်သွားလေ့ကျင့်သွားပြီးသွားလို့ရှိရင်အဲတခုတည်းမလေ့ကျင့်သွားနဲ့ပေါ့နော်ဒါကတော့ညီမရဲ့ personally အနေနဲ့ဒါအကြံပေးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တခါလေကြားလို့ရှိရင်တိုင်းလူကြီးမင်းနေရမေးတက်တယ်အဒီဆဲရုပ်ကတော့ဟုတ်ပါပြီနောက်ထပ်ဒီဟာလေးဒီလိုပုံစံမျိုးလေးတရုပ်ဆောင်ပြပါအောင်ဆိုလို့ရှိရင်ကိုကဟိုအရှိမတော့အကောင်းဆုံးလုပ်ပြပါမယ်အဲ့လိုမျိုး complaint တက်လာတဲ့အခါကျလို့ရှိရင်မလုပ်ပြနိုင်ဘူးဆိုလို့ရှိရင်ဒါကအင်း तू ကအဆင်မပြေတော့ဘူးဆိုပြီးတော့ဝင်သွားတတ်တယ်ပေါ့နော်ဆိုတော့အ ਨੇ ဆုံးတော့နှစ်ခုလောက်တော့မတူညီတဲ့ character နှစ်မျိုးလောက်တော့လေ့ကျင့်သွားကြိုတင်ပြီးတော့ပြင်ဆင်သွားပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒါကကြတော့တရုပ်ဆောင်တဲ့အပိုင်းဒုတိယအဆင့်အတွက်ဆိုလို့ရှိရင်ပြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင် talent တစ်ခုအဲကိုယ်ပိုင် talent ကဘယ်လိုပြောမလဲဥပမာတချင်းဆိုတာလားဒါမှမဟုတ်ကတာလား guitar တီးတာအဲ့လိုမျိုးအများကြီးရှိရယ်ကွာဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင် talent လေးတစ်ခုကိုလည်းလုပ်ပြနိုင်ရမယ်ပေါ့နော်အဲဆိုတော့နည်းနည်းပေါ့ တချင်းလေးတစ်ပိုက်လောက်ဆိုတာပဲဖြစ်ဖြစ်အဲ့လိုအဲ့လိုမျိုးလေးတွေအဆင်ပြေရရင် heavy တော့မဟုတ်ဘူးပေါ့နော်အဲပြီးတော့လို့ရှိရင်ခုနကတော့တရုပ်ဆောင်ကိုယ့်ရဲ့ကိုယ်ပိုင်ကိုယ်စိတ်တိုင်းကြတရုပ်ဆောင်ပြရတဲ့နေရာမှာလည်းအရင်လည်းမများနဲ့အရင်လည်းမတူနဲ့ပေါ့နော် normal လေးပဲဥမာတမနစ်ဝင်းကျင်လောက်လေးဆိုတာအဆင်ပြေပြီပေါ့နော်ပြီးတော့လို့ရှိရင်အကယ်၍များအဲ့ဒီအချက်မှာပါပေါ့နော်အဲ့ဒီအဆင်မှာပါကိုကအဆင်ပြေသွားတယ်အဲအဆင်ပြေသွားရင်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ နောက်ထပ်တစ်ဆင့်ရောက်သွားပြီပေါ့နော်။ Okay နောက်ထပ်တစ်ဆင့်ကိုရောက်သွားပြီဆိုလို့ရှိရင်ကြတော့ဘယ်လိုလာမလဲဆိုလို့ရှိရင်အဲသူတို့ကအဲ့ချိန်ကကြာပဲမေးပြီ။ကိုကွာဒီလိုမျိုးမေးခွန်းနေမပေးထားတော့သူမေးချင်တာမေးအန်စင်းပေါ့နော်။ဆောင်းဝဲလို့ပြောမယ်ဆိုတာအန်စင်းမေးပြီ။မေးပြီဆိုလို့ရှိရင်ပထမဆုံးကိုယ့်ရဲ့မြန်မာစာအရေးသွေး မြန်မာသားရေးသွေးမြန်မာသားရေးသွေးဆိုတာဘယ်လိုပြောမလဲဥပမာကိုမြန်မာစကားပုံလေးဘယ်လောက်တိလဲပေါ့နော်ကိုတိရဲ့ဒီစကားပုံလေးရောကိုကဘယ်လိုမျိုးနားလဲထားလဲဆိုတာမျိုးကိုမေးနိုင်တယ်အဲမေးကြတယ်အဲဒါပေမဲ့တခုရှိတာကိုကဒီစကားပုံကိုကြိုက်တယ်ကွာထားပါတော့ထားပါတော့ကိုကထားပါအငုံမိတဲ့တိုင်တက်နိုင်ဖျားရအဲ့စကားပုံကိုအရင်ကြိုက်တယ်ကိုဖြည့်မယ်ဆိုတော့ကိုကြိုးကိုတွေးထားတယ်တွေးထားရဆိုလို့ရှိရင်ကိုရဲ့ လူတွေကအများကြီးရွေးချတာပေါ့တိလာဆိုတော့ကိုယ့်ရှေ့ကိုယ့်ကရှေ့ဆုံးဖြစ်ချင်မှဖြစ်မယ်ကိုယ့်နောက်ဆုံးလည်းဖြစ်နေနိုင်တယ်အလယ်မှာလည်းဖြစ်နေနိုင်ကိုယ့်ရှေ့ကလူတွေကကိုယ်တွေးထားတဲ့စကားကိုသူတို့ကရွေးသွားပြီသူပြောလိုက်ပြီဆိုလို့ရှင်နောက်တစ်ခေါက်ထပ်ပြောဖို့ကြတော့ဒါအနေငယ်ဟိုတိုင်လူကြီးနေနေလေဒါ ူတူလို့လည်းရတယ်ကွာမရဘူးလို့တော့မဟုတ်ဒါပေမဲ့ဟိုညီမအနေနဲ့ဆိုလို့ရှိရင်တော့မတူချင်ဘူးကွာမတူချင်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကောင်းနိုးရရစကပုံလေးတွေအ ਨੇ ဆုံးတော့၄၅၆ခုလောက်တော့ဒါအဲပြင်ဆင်သွားပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးမတူချင်ဘူးဆိုလို့ရှိရင်ကိုရှင်မှာအဲ့လိုပြောလိုက်လို့ရှိရင်ကိုကတခြားစကပုံလေးပြန်ပြောပြလို့ရတယ်ပေါ့နော်တူတူလည်းရတယ်ကိစ္စမရှိဘူးဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်ရရအဆင်ပြေတယ်အဓိကအဲ့စကပုံလေးကြီးမင်းမယ်ပြောလို့ရှိရင်ရုပ်ရှင်နဲ့ပတ်သက်တဲ့အဲ့လိုမျိုးပေါ့နော်ဘဟုတုတ္တပေါ့အဲ့လို